ကဲအားလုံးမင်္ဂလာပါကျွန်တော်တက်ဖိုက်အစီအစဉ်လေးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒါလက်ရှိချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဂိမ်းမာတွေအတွက်လုံးဝကိုအသေးဆွဲဖြစ်နေတဲ့ Vivo IQ O Neo 10 Pro ဆိုတော့ဒီကောင်ကဘာကြောင့်ကျွန်တော်တို့ဂိမ်းမာတွေအတွက်အသေးဆွဲဖြစ်နေရတဲ့ဖုန်းတစ်လုံးဖြစ်နေရလဲအဲဒီအကြောင်းကိုကျွန်တော်ပထမဆုံးအနေနဲ့ပြပြပေးမယ် ပထမဆုံးအနေနဲ့ကျွန်တော်တို့ဂိမ်းမာတွေဆိုတာကတိတဲ့အတိုင်းပဲလုံးဝဒါ graphic ဘိုင်းနေကျွန်တော်တို့တုံးမိတဲ့ chipset တွေကိုတကယ်ကိုဦးစားပေးကြည့်တယ်တဲ့မှာပါတယ်ဆိုတော့တုံးမိတဲ့ chipset ကိုပြောရမယ်ဆိုလို့ရှိရင်တော့ MediaTek Dimensity 9400ကိုတုံးမိတာလားတကယ်ကိုမှကောင်းတဲ့ chipset နောက်တစ်ခုအနေနဲ့ကတော့ graphic graphics ဆိုလို့ရှိရင်လည်း Amoled G925 ကိုသုံးမိတာဖြစ်တဲ့အတွက်ကိုလုံးဝကိုမှ smooth လေးဖြစ်မယ်ကျွန်တော်တို့ဒါကြည်လင်ပြတ်သားပြီးတော့လုံးဝကိုမှတကယ်ကိုဂိမ်းစုံရဲ့ performance ကောင်းကောင်းထွက်မဲ့ phone လုံးဖြစ်ပါတယ်ဆိုတော့ဒါနောက်တစ်ခုအနေနဲ့ပြောပြပေးရမယ်ဆိုရင်တော့သူ့ရဲ့ screen screen ကတော့သူက full screen size နဲ့ထွက်လာတယ်ပြီးတော့ဆိုလို့ရှိရင်တော့သူ့ရဲ့ screen size ကတော့6.78 inch ရှိတယ်သူ့ရဲ့ body weight ကတော့200 gram နီးပါးရှိတယ်ဘာလို့အဲ့လို gram နီးပါးရှိနေရလဲဆိုတော့သူ့မှာသုံးမိတဲ့ battery capacity ကနည်းနည်းတော့မှမဟုတ်တာ ဘက်ထရီကပ်ပစီတီကကျွန်တော်6ရောင်းထဲမှာ100 mAh ရှိတယ်ဗျာတော်တော်ကိုမှအသွင်းလို့အသုံးခံမယ် တကယ်ကိုကြကြလေးဂိမ်းဆော့လို့ကောင်းမယ်ဖုန်းသလုံးဖြစ်တယ်ပြီးွားပြီဆိုလို့ရှိရင်တော့ charging sporting ဆိုလို့ရှိရင်လည်းသူက sporting ပေးထားတာက120 watt sporting ပေးထားတာဖြစ်တဲ့အတွက်ကို AACC ပဲကျွန်တော်တို့ဒါအားသွင်းမယ်ဆိုလို့ရှိရင်မိနစ်40-45မိနစ်လောက်ကတော့ထိုင်ကုန်မယ်ဆိုတော့ဒါ reading ကောင်းတာလားဆိုလို့ရှိရင်တော့မဟုတ်သေးဘူးကျွန်တော်တို့ဒါ RAM နဲ့ storage ဘိုင်းကိုလည်းတစ်ချက်ကြည့်ကြည့်မယ်အဲသူက RAM twin နဲ့ RAM 16ဆိုပြီးရွေးချယ်စရာနှစ်မျိုးရှိရဲ့ထဲကမှ RAM twin မှာဆိုလို့ရှိရင်တော့ storage 256GB နဲ့ 512GB အဲဒီဘက် RAM 16မှာဆိုလို့ရှိရင်တော့ 256GB 512GB အပြင်ကုန်မှာ storage 1TB ဆိုပြီးစုစုပေါင်းရွေးချယ်စရာ၅မျိုးရှိမှာဖြစ်ပါတယ်။ဆိုတော့ပြောဖို့တစ်ခုမေးခဲ့တယ်။ဆိုတော့သူက battery က6100 mAh ရှိတယ်။ဆိုတော့ အဲ့အတွက်ကိုကျွန်တော်တို့ဒါအားသုံးမခံတဲ့ပြဿနာမျိုးတွေ battery drain နဲ့ပြဿနာမျိုးတွေအတွက်လုံးဝစိုးရိမ်စရာမရှိဘူး။ဘာလို့လဲဆိုတော့သူ၃မီတာတဲ့ battery အမျိုးအစားက silicon carbon battery အမျိုးအစားဖြစ်တဲ့အတွက်ကိုအားသုံးခံတယ်။ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်မပြောမဖြစ်မှုလို့ဒါပြောရတာကျွန်တော် gamer အနေနဲ့ဒီ camera ဘက်နဲ့တိတ်ပြီးတော့ ion နဲ့ရှိရမှာမဟုတ်ဘူး။ဒါပေမဲ့ပြပြပေးလိုက်မယ်။တွင်းလို့ရှင်းလေးပဲ။ဆိုတော့ main camera နှလုံးရှိတယ်။နှလုံးလုံးက50 megapixel ကိုအသုံးပြုပေးထားတယ်။ Sapphire ကတော့ကျွန်တော်တို့16 megapixel အသုံးပြုပေးထားတယ်။ ဗီဒီယို resolution ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ main camera နဲ့ကျွန်တော်တို့ video ရိုက်မယ်ဆိုလို့ရှိရင် 8KD sport နဲ့ပေးနိုင်မှာစားအနေတော့ကျန်းနေဗျာပြီးသွားပြီဆိုလို့ရှိရင်တော့ selfie နဲ့ကိုက video video တွေရိုက်မယ်ဆိုလို့ရှိရင်သူ sport နဲ့ပေးနိုင်တဲ့ resolution ကတော့ 180p ကြီးပဲ sport နဲ့ပေးနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါမပြောမဖြစ်မလို့ပြောရတာတကယ်လေး 8KD sport နဲ့ပေးနိုင်တယ်ဆိုကြတဲ့ကဒါတော်တော်လေးဟိုမှာကောင်းတယ်လို့ပြောလို့ရတယ်အဲလက်ရှိကျွန်တော်တို့ဒီ gamer တွေကျွန်တော်တို့ gamer တွေအကုန်လုံးဒီ phone ကိုကြိုက်နေတဲ့နေရာတွေ ဒီဖုန်းလေးရဲ့ဈေးရင်းဝင်းကျင်လေးကတော့လက်ရှိမှာတော့ကျွန်တော်တို့ဒါ420ရူမှာရှိနေပြီးတော့ဒီကောင်ကပေါင်စေးပညာနဲ့တွက်မယ်ဆိုရင်တော့30ကျော်ဈေးရင်းဝင်းကျင်မှာရှိနေမှာဖြစ်ပါတယ်။ဆိုတော့ဒီ30ကျော်ဈေးရင်းဝင်းကျင်မှာညီကိုအနေနဲ့တခြားဘယ်ဖုန်းလေးကြိုက်နေတတာရှိလဲတခြားဘလို့ gaming ဖုန်းလေးရှိသေးလဲဆိုတော့ကျွန်တော်ကွန်မန့်မှာရေးရေးပေးပါ review ပြပြပေးပါမယ်။ကြည့်ရှုပေးအတွက်ကျေးဇူးများတင်ပါတယ်လို့မယ်။နောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့မယ်။ See you guys. you